အားလုံးပဲမင်္ဂလာပါဒီပြိုလေးမှာကျွန်တော်ညောင်းပေးချင်တာကတော့ကျွန်တော် Facebook နဲ့ TikTok မှာတင်ထည့်တဲ့နေလေးကိုညောင်းပေးမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဥမာတစ်ခုပြရမယ်ဆိုလို့ရှိရင်ကျွန်တော် TikTok မှာ follow အများကြီးရှိတယ်ပေါ့နော် Facebook မှာ follow မရှိဘူး Facebook မှာ follow မရှိဘူးဆိုလို့ရှိရင်ကျွန်တော် Facebook link ကိုကူမယ်ကိုရောမှာ TikTok မှာထည့်တယ်ထည့်ပြီးမှကြော်ညာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် TikTok ကတကယ်ချင်းနေရပါတော့နော်ကျွန်တော်ရဲ့ Facebook ကိုလာနိုင်တယ်ပေါ့နော် ို့သူပဲကျွန်တော်တို့ Facebook မှာ follow တွေများတယ် TikTok မှာ follow မရှိဘူးပေါ့နော် follow မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Facebook မှာ follow တွေကို TikTok ကိုပို့မယ်ဆိုလို့ရှိရင် TikTok link ကိုကူးမယ်ကူးပြီးတော့မှ TikTok link ကို Facebook မှာထည့်မယ်ထည့်ပြီးတော့မှကျွန်တော်တို့ကြော်ညာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ငွေချင်းနေရာပေါ့နော် Facebook ကိုသွားနိုင်နေပေါ့နော်ထို့အတူပဲကျွန်တော်တို့ YouTube တို့ Instagram တို့မှာလည်းပဲအဲ့လိုမျိုး link ထည့်ပြီးတော့မှကျွန်တော်တို့ဘယ်လိုမျိုးပေါ့နော်ခေါ်လို့ရှိရင်ကြားတယ်ပေါ့နော် တချို့ဆရာဆရာကြီးတွေဆိုလို့ရှိရင်အဲ့လိုမျိုးပဲလောက်ကြတာပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီ TikTok လောက်သွားပြီးမှကျွန်တော်တို့အလင်းအောင်ကိုးမယ်ပေါ့နော် TikTok လောက်ဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာ profile ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြန်လာကြတော့ဟုတ်အပေါ်ဆုံးအောင်ပါနော်။ညာပုံစံလေးကိုကျွန်တော်နှိပ်လိုက်မယ်။နှိပ်ပြီးတော့ကျွန်တော်ဒီမှာပါနော်။ coffee လက်ဆွဲနေရာလေးကိုကျွန်တော်ချက်ထိုင်လိုက်မယ်။ ိုက်ဒါဆိုလို့ရှိရင်တော့ကိုးပြီးသွားရင်ပေါ့နော်အဲတော့လက်ဆော့ပြီးတော့မှ Facebook ထဲကိုပြန်သွားမယ် Facebook ထဲကိုဝင်နိုင်မယ်ပြီးရင်တော့ကျွန်တော်ဒီ profile ကိုဝင်မယ်ပေါ့နော်ပြီးရင်ကျွန်တော်နာမည်လေးကိုနောက်တစ်ချက်ထည့်နိုင်လိုက်မယ်ပေါ်နားလေးနဲ့ဆွဲတင်လိုက်မယ် see about impostor ရေးကြောင်းနှိပ်လိုက်မယ် ီမှာပေါ့နော်အပြောင်းစလုံးလေးနှစ်ခုရှိတယ်ပေါ့နော်အပေါ်ကတော့ကျွန်တော်တို့ app website ပေါ့နော် app website မှာကျွန်တော်တို့ website ထည့်မလား youtube ထည့်မလား instagram ထည့်မလားဒီပုံမှာထည့်လို့ရတယ်ပေါ့နော်အောက်မှာထည့်လို့ရတယ်ပေါ့နော်ဒါနဲ့ပုံမှာထည့်တာတော့ပုံမှာကောင်းတယ်ပေါ့နော်ကျွန်တော်က TikTok နဲ့ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်မှာထည့်မှာပေါ့နော် app social link ဆိုတဲ့နေရာလေးကိုတစ်ချက်နဲ့လည်းမယ်နောက်ပြီးတော့မှကျွန်တော်တို့ app new link ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ချက်ထည့်နေနိုင်မယ် နေပြီးတော့မှကျွန်တော် TikTok link ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော် TikTok ကိုလိုက်လိုက်မယ်ပေါ့နော်။ UI နဲ့ဆိုတဲ့နေရာလေးကိုကျွန်တော်ထပ်နေလိုက်မယ်။နေရာလေးကိုဖိလိုက်မယ်ပေါ့နော်။ဖိပြီးတော့မှဒီဘွားဟာလေးကိုနှိပ်လိုက်မယ်မှာ save နှိပ်လိုက်မယ်။ Okay ဒါဆိုရှင်တော့ TikTok link ထည့်ပြသွားပြီပေါ့နော်။ကျွန်တော်နောက်ထပ်ပေါ့နော်ဒီနေရာလေးမှာအရေးကြီးတဲ့ဟာလေးနှစ်ခုကျွန်တော်ပြောပြချင်တာပေါ့နော်။ဒီမှာပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ Gmail နဲ့ရှိမယ်ပေါ့နော်။ ဲ့ဒီကျွန်တော်ဒီဖုန်းနံပါတ်နဲ့ရေးမင်းနဲ့ကိုကျွန်တော် only me လောက်ထားရမယ်ပေါ့နော်ကျွန်တော်တို့ public ထားလို့လုံးဝမဖြစ်ဘူးနော်တကယ်လို့ကိုက public ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ email ကိုသူများမြင်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ account ကိုအလွယ်တကူလေး hack ပါလို့ကြားရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဖုန်းနံပါတ်နဲ့ email ကို only me လောက်ထားရပါမယ်ဘယ်လိုပုံစံပေါ်လဲဆိုတော့ကျွန်တော်တစ်ချက်ပတ်ကြည့်မယ်ပေါ့နော်တစ်ချက်ပေါ့ပါလေး တရားပေါ့နော်ကျွန်တော်တခြားဘက်ကနေဝင်ကြည့်မယ်ဆိုလို့ရှင်ဒီလိုပုံစံလေးပုံနေပါတယ်ကျွန်တော်ဒီကလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှင်ကျွန်တော် TikTok လေးကိုတန်းဝင်သွားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့တငယ်ချင်းတွေကို TikTok ကိုခေါ်လာတာလွယ်တယ်ပေါ့နော် Facebook link ကို TikTok မှာထည့်မယ်ဆိုလို့ရှင်လည်းအတူတူပဲပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့နော် Facebook link ကိုကျွန်တော်တို့ချက်ကူလိုက်မယ်ကြအောင် copy link ဆိုတာဒီအောက်ဆုံးမှာရှိတယ်။အောက်ဆုံး copy link ဆိုတဲ့ညာလေးနေတယ်မြဲနေပြီးကူလိုက်မယ်။ Okay ။ ကျွန်တော်တို့ TikTok လေးဝင်နေမယ်ပေါ့နော် Okay maybe ဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်ကပေါ့နော် profile ပုံလေးကိုကျွန်တော်ချန်နေနိုင်မယ်ပြီးရင်တော့ကျွန်တော်ဒီနာမည်ပေးပါပေါ့နော် edit ဆိုတဲ့နေရာလေးကိုကျွန်တော်ထည့်နေနိုင်မယ်နောက်ပြီးတော့ကျွန်တော်ဒီမှာပေါ့နော် add link ဆိုတဲ့နေရာလေးကိုနေနိုင်မယ်ပြီးရင်တော့ကျွန်တော်ဒီ website ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်ရဲ့ Facebook link ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော် ဒီမှာဘောနော်လက်ပြီးထည့်ရလို့ရှင်ရပါတယ်ကျွန်တော် YouTube လေးကိုထည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ YouTube ဆိုတဲ့နေရာလေးမှာပေါ့နော်ဒီမှာနှိပ်ထည့်ရလို့ရှိရင်ရပါတယ်။ဒါကျွန်တော် Instagram ပဲ Instagram ပေါ့နော်။အားလုံးကိုကျွန်တော်ဒီမှာထည့်လို့ရပါတယ်။ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရာရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို share ပေးသွားကြပါ။ Okay အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။